အားလုံးပဲမင်္ဂလာပါ Chelsea အသင်းရဲ့ Spain လူငယ်တိုက်စစ်ကစားသမားဖြစ်တဲ့ Maggie Wu ကကျွန်တော်သူ့အနေနဲ့ Chelsea အသင်းကိုပြောင်းရွှေ့ဖြစ်လာပုံအကြောင်းကိုဒါ TV3 နဲ့ interview မှာသူ interview ထားတဲ့အကြောင်းအရာကိုတစ်ဖက်ကပေါ့လေသတင်းတောက်ဖြစ်တဲ့ Roberto Casillas ကဖော်ပြထားတဲ့အကြောင်းပေါ့လေဒါဒီကနေ့မှာကျွန်တော်သတင်းတက်လာတယ်ဒါကတော့ပေါ့လေသူ့အနေနဲ့ Barcelona အသင်းကနေတခြားသောကလပ်အသင်းတွေကိုပြောင်းရွှေ့ဖို့စံထားမရှိခဲ့ဘူးဆိုပြီးဖော်ပြထားတယ်ဆိုတော့နီးပြဇာဘီလက်ထက်မှာ လူငယ်အကယ်ဒမီထွက်ကစားသမားတွေနေရာရခဲ့တဲ့အထူးသဖြင့်တော့ခူပါစီတစ်ဖက်ကလမ်းမရဲမဲ့အပါဝင်ဒါကျွန်တော်တို့ပေါ်လဲမဂီဦးတို့လိုလူငယ်ကစားသမားတွေပုံမှန်ပွဲထွက်ခွင့်ရဖို့ရခဲ့တယ်ဆိုတော့နေရာပေးချင်းခံခဲ့ရတယ်ဆိုတော့ပထမဆုံးဒါသူဒီစီနီယာအသင်းကြီးအတွက်လည်းအသက်18နှစ်အရွယ်မှာဒါကျွန်တော်တို့ဘီဘာအသင်းနဲ့ပွဲစဉ်သူပထမဆုံးစပြီးတော့ကစားခွင့်ရတယ်ဆိုတော့စက္ကန့်30အတွင်းမှာပဲဒီပေါ်လေဘာစီလိုနာအသင်းတော်ပထမဆုံးတွင်းကိုတွင်းယူနိုင်ခဲ့တယ်ဆိုတော့ဇာဘီလက်ထက်မှာကျွန်တော်တို့ ွဲထွက်ခွင့်ပေါ့လေခုနှစ်ပွဲကစားခဲ့ရတယ်ဆိုတော့အတွင်းကို3ဂိုးထိသွင်းယူနိုင်တဲ့အခြေအနေထိသူအခြေအနေကောင်းခဲ့တယ်ဒါပေမဲ့လို့ဘာစီလိုနာအသင်းကဇာဘီထွက်ခွာသွားတဲ့နောက်ပိုင်းမှာဂျာမနီသားနေပြဖြစ်တဲ့ဟန်စီဖလစ်ရောက်လာတဲ့အခြေအနေမှာဒီပေါ့လေသူ့အတွက်နေရာမရှိတော့ဘူးလို့သူခံစားရတယ်အဓိကတော့ပေါ့လေဒီဘာစီလိုနာရဲ့အနာဂတ်အစီအစဉ်တွေမှာအာကျွန်တော်လူငယ်တိုက်စစ်ကစားမဖြစ်တဲ့မက်ကီအူကိုထည့်သွင်းထားခြင်းမရှိတော့ဘူးဆိုတဲ့မျိုးသူခံစားရတယ်ဆိုပြီးပေါ်ပြထားတယ်ဆိုတော့သူ့ရဲ့ကစားပုံကလည်း3ဝက်ထက်စာရင် pressure ပေးတယ် for first nine ပေါ့လေတကယ် tie six ကစားမှတယောက်ရဲ့ပုံစံမျိုးရှိတယ်ဟိုတခြားပေါ့လေဒီလက်ရှိ Barcelona အတင်းမှာကစားနေတဲ့ကစားသမားတွေတဲ့ဆိုင်ပုံစံအပြင်ကွဲပြားတယ်ကစားမတယောက်ဖြစ်နေတဲ့အနေအထားလည်းဖြစ်တယ်ဆိုတော့ကစားဖို့အရာပေါ့လေဒါ Hansi Flick တို့အဆင်မပြေနိုင်တဲ့အခြေအနေမှာ Barcelona အသင်းကသူ့ကိုရောင်းချဖို့စီစဉ်ခဲ့တယ်ဆိုပြီးဖော်ပြထားတယ်ဆိုတော့ဒီအခြေအနေမှာဒါကျွန်တော် Premier League ကလပ်တစ်သင်းဖြစ်တဲ့ Chelsea အသင်းကအာဒီပေါ့လေပထမဆုံးနီးပြဒီ Anzo Maresca ရဲ့ပထမရာသီမှာ ဒီပေါ်လေဒါတစထရိုက်ကာအဖြစ်ဒါတတိယဦးစားပေးကစားသမားအဖြစ်သူ့ကိုခေါ်ခဲ့တဲ့အခြေအနေဖြစ်တယ်ဆိုတော့အဲ့ဒီတော့ကဒါချယ်ဆီအသင်းမှာကျွန်တော်တို့နီကိုလက်ချယ်ဆီရှိမယ်ဒီဘက်မှာခရစ်စတိုဘာအန်ဂူဂူရှိမယ်ဒီနောက်မှာမှသူ့ကိုပေါ်လေဒါတတိယဦးစားပေးကစားသမားဖြစ်ခေါ်ခဲ့တဲ့အနေထားဖြစ်တယ်ဆိုတော့ပြီးခဲ့တဲ့ရာသီမှာချယ်ဆီအသင်းအတွက်သူကစုစုပေါင်းကျွန်တော်တို့73ပွဲကစားခဲ့ရတယ်အာကျွန်တော်ပေါ်လေဒါဒီအသင်းအတွက်6ဂိုးသွင်းယူနိုင်ခဲ့တယ်ဆိုတော့73ပွဲမှာ6ဂိုးဆိုတဲ့ပမာဏအရင်ကြီးတော့ ဟိုဘယ်လိုဘယ်လိုပြောရမှာလဲအမရတဲ့အခြေအနေတော့မဟုတ်ဘူးမစိုးဘူးလို့ပြောရမယ့်အနေအထားဖြစ်တယ်အသက်ကလည်း18နှစ်ပဲရှိသေးတယ်တိုက်စစ်ကစားသမားရဲ့ performance ကကျွန်တော်တို့ဟိုပေါ့လေကစားသမားတွေရောပိတ်တက်တော့ပါအခြေနဲ့ဆရာအခြေအနေဖြစ်ခဲ့တယ်ဆိုတော့မဂီဦးကကျွန်တော်တို့ဒီပွဲချိန်ပြေကစားခွင့်ရတဲ့ပွဲကတကယ်ရှားခဲ့တယ်အဓိကတော့ Christopher Angugu တစ်ဖက်က Jason တို့ရဲ့နောက်မှာပွဲထွက်ခွင့်ရတဲ့အနေအထား conference မှာသူပွဲထွက်ခွင့်ရတယ် ဒီကစားသမားရဲ့ attitude ပေါ့လေကျွန်တော်စိတ်ရပိုင်းကဟိုချီချူးစရာအခြေအနေဖြစ်တယ်လုံးဝပွဲထွက်ခွင့်မရလို့အတင်းကိုအာကျွန်တော်တို့ပြဿနာရှာတာမျိုးမီဒီယာကိုကျွန်တော်တို့ဘလို့ဘလို့ဘလို့ပညာဆိုပြီးတော့မှသူ့အနေနဲ့အဲ့လိုမျိုးပေါ့လို့ပဲသား interview တာမျိုးလုံးဝမရှိဘူးကစားသမားကလူငယ်ဖြစ်တယ်ပွဲထွက်ခွင့်ရတဲ့အခြေအနေမှာအာအတင်းထွက်စူးစမ်း ပေးဆက်တဲ့ကစားသမားတယောက်လို့ကျွန်တော်ယူဆတယ်ဆိုတော့ပေးသက်တဲ့အနေနဲ့လည်းမဂီဥကိုလုံးဝအပြစ်မမြင်ဘူးအာသဘောကျတဲ့ပေးသက်ကများတယ်ပေါ့လေဒါလန်တာဘက်မှာဆိုရင်လည်းပေါ့လေဆိုတော့ဆိုတော့မဂီဥကကျွန်တော်တို့ဒါပြီးခဲ့တဲ့ရာသီကချက်စီအသင်းရဲ့ပထမဆုံးသူပွဲထွက်ခွင့်ရတဲ့ရာသီမှာပဲ conference ရခဲ့တယ်ကျွန်တော်တဖက်မှာ club worker ရခဲ့တယ်ဆိုတော့ဒီနွေရာသီမှာကျွန်တော် Chelsea အသင်းကဒီပေါ့လေ ခရစ်စတိုဖာအန်ဂူဂူကိုအေစီမီလန်ကိုရောင်းတယ်။အီဂိုလက်ဂျက်ဆင်ကိုကျွန်တော်တို့ဘိုင်ယန်မြူးနစ်ကိုအငှားချတယ်။ဒါပေမဲ့လို့မဂီဥတ်အတွက်အခွင့်အရေးမရှိတာကအာကျွန်တော်တို့ပေါ့လေဒီလီယန်ဒီလတ်စ်နဲ့ဂျောက်ပထူရောက်လာတဲ့အချိန်ဒီမှာသူ့အနေနဲ့တတိယဦးစားပေးကစားသမားဖြစ်သွားပြန်တယ်။ဆိုတော့ဒါကြောင့်မလို့ကစားသမားကိုပုံမှန်ပွဲထွက်ခွင့်ပိုရဖို့နီးပြားကဆန်ဒါလန်အသင်းကိုအငှားချတယ်။ပရီးမီယာလိနှစ်ပွဲကစားပြီးတဲ့အချိန်ဒီမှာအသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့လီယန်ဒီလတ်စ်အင်ဂျူရီဖြစ်သွားတဲ့အတွက် Chelsea အတင်းကသူ့ကိုပြန်ခေါ်တယ်အဓိကတော့ဗောလေကျွန်တော်အစောပိုင်းတုန်းက Chelsea က Nicolai Chelsea ကိုခေါ်ချင်တာပြန်ခေါ်ဖို့သူတို့ကြိုးပမ်းတယ်အဓိကကျွန်တော်ဒီအငား transfer ကိစ္စမဖြစ်မြောက်ဖို့အတွက်ဗောလေသူတို့ဆွေးနွေးတယ်ပြဿနာတွေထောက်ရှောက်တတ်နေတဲ့အချိန်ဒီမှာ Chelsea ကတော့ Chelsea ကိုလုံးဝပြန်မလာဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားတဲ့နေရာမှာ Chelsea ကမဖြစ်မနေနဲ့ကျွန်တော်ဒီဗောလေ Maggie ကိုပြန်ခေါ်တယ်ကစားသမားလုံးဝ complain မတက်ပဲ Chelsea အတင်းကိုရောက်လာတယ်သူနဲ့ Sunderland အတင်းနဲ့ကျွန်တော်တုံးပွဲကစားတယ်တကူအတွင်းယူနိုင်တဲ့အချိန်ချေစွန်ပြခဲ့တယ်ဆိုတော့ပြောချင်တာကဗျာအာ ဒီကစားသမားရဲ့စိတ်ဓာတ်ပိုင်းကတော်တော်လေးကောင်းမွန်တယ်အာကျွန်တော်တို့ဒါသူ့အနေနဲ့ Chelsea team ကိုပြန်ရောက်လာတယ်ပုံမှန်ပေါ်ထွက်ခွင့်မရဘူးကျွန်တော်တို့ဒါ Liverpool အသင်းနဲ့ပွဲစဉ်မှာဒါကျွန်တော်ဒုတိယပိုင်းမှာလူစားပွဲလူစားပေါ်လေးဒါကျွန်တော်အလဲခံရတယ်ဒါမဲ့လို့ဟိုအသင်းကဘာဖြစ်တာနေပြဘာဖြစ်တာမပြောဘူးပေါ့လေဆိုတော့ဒါကြောင့်မလို့လက်ရှိအခြေအနေကကျွန်တော် Maris ကလည်းဒီကစားသမားကိုသဘောကျတယ်ဒါမဲ့ပုံမှန်ပေါ်ထွက်ခွင့်ရပြီးတော့လူငယ်ကစားသမားကိုအတွေ့အကြုံရဖို့ဒါကျွန်တော် Sunderland အသင်းကိုအငားချခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့လေဆိုတော့လက်ရှိမှာဒါကျွန်တော်ဒီနေပြ Anson Maris က တ်ရဲ့အနာဂတ်အစီအစဉ်တွေမှာဒီလူငယ်တိုက်စစ်ကစားသမားကပါဝင်နေစေဖြစ်ပြီးတော့မှ Chelsea အသင်းအတွက်ပဲသူ့အနေနဲ့အာရုံစိုက်ထားတယ်ဆိုပြီးတော့မှ TV3 မှာဒါသူ့အနေနဲ့ interview ထားတယ်ပေါ့လေဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်